လွန်ပိုင်ချန်ခုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးရီဆောင်ရွှေထွေးကိုတကွက်ပြလိုက်တဲ့ပန်ကိတ်တတောင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်အခုလတ်တလောဆိုရှယ်မီဒီယာမှာရေပန်းစနေတဲ့လွန်ပိုင်နဲ့မချောသုံးယောက်ရဲ့သတင်းကတော့ဗြိတိတေဂျာမာတမကအနွေပညာအတိုင်းဝန်ဂျာမာပါလူပြောများနေတာပဲဖြစ်ပါတယ်လွန်ပိုင်ဟာဘော်ဘီဆက်ဆာစီကနေချန်ခုံပြီးနော်ဖွင့်ထားနောက်ပေါသားတလို့နော်ဖွင့်ထားကလည်းပိုင်ရှင်ရှိမှန်တေးလျက်နဲ့လွန်ပိုင်ကိုစနိုက်ခဲ့တာပေါင်းအနွေပညာရှင်ချင်းချင်းဖြစ်နေပေမဲ့မျက်နှာမပူတဖက်လူကိုလည်းမထောက်ဖဲစီမရှိခဲ့တဲ့အဖြစ်တွေကြောင့် အခုချိန်မှာတော့လွှတ်မရောနော်ဖော်ရောအများရဲ့ကရင်ရှုံးချခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ပန်ကိတ်တရာကလည်းအခုဖြစ်နေတဲ့လွှတ်မိုက်တို့ကိစ္စတွေနဲ့ပတ်သက်ပြီးသူမရဲ့အတိတ်ကဒဏ်ရာဟောင်းတွေကိုပြန်သတိအောင်သွားပုံပါပဲ။ဒါကြောင့်အတိတ်ကိုပြန်ခန်းဆိုင်ရင် post တခုတင်လာခဲ့တာပဲဖြစ်ပါတယ်။ပန်ကိတ်တရာကတော့အလုံးသေးကြတဲ့အတိုင်းအစောရွှေထူးရဲ့ရီဆောင်ပဲဖြစ်ပါတယ်။ ။တရာကရွှေထူးရဲ့လိုနမဲကြီးဆိုတော့တယောက်ဖြစ်မလာခင်ကတည်းကရွှေထူးနဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီ။ရွှေထူးကခုလိုမျိုးအောင်မြင်တဲ့ဆိုတော့တယောက်ဖြစ်အောင်ပမိုးပေးခဲ့တာပဲဖြစ်ပါတယ်။နှစ်ယောက်သောလိုက်ဖက်ညီတဲ့ဇုံတွဲလေးဖြစ်တာကြောင့်ဘရိတ်တီက Sporting ပြေဝဘေဘီကိုအားပေးခဲ့ကြတာပေါ့။အောင်မြင်မှုတန်ကိုမခံနိုင်တဲ့ရွှေထူးကတော့နမဲကြီးတယောက်ဖြစ်လာတဲ့အချိန်မှာနိုင်ငံကျော်မင်းသမီးလေးဖြစ်တဲ့ချွေမုံရတီနောက်ကိုပါသွားခဲ့တာပဲဖြစ်ပါတယ်။တရာကနှစ်တေးချီကဘေးဆက်ခဲ့ပြီးချစ်ပေးခဲ့ပေမဲ့ချွေမုံရတီနဲ့တွေ့တဲ့အချိန်မှာတော့ရွှေထူးတယောက်ချန်ခုံသွားခဲ့တာပဲဖြစ်ပါတယ်။ ရွှေမုံရတီကလည်းနိုင်ငံကျော်မင်းသမီးတယောက်ဖြစ်နေပါလျက်နဲ့ဒရာစီကနေရွှေထွေးကိုစနိုက်သွားခဲ့တာပေါ့တကယ်ဆိုရကြောင်ဘရက်သက်တီကဒရာကိုတနာခရုဏာတတ်ခဲ့ချပြီးရွှေနဲ့ရွှေကိုတော့ရဆရာမရှိအောင်ဆဲဆိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်အချင်းမင်းသမီးပါဆိုပြီးပိုင်ရှင်ရှိမျိုးသားတယောက်ကိုရောင်းယူသွားခဲ့တဲ့ရွှေမုံရတီကိုအခုချိန်ထိဝေဖန်နေကြတဲ့ဘရက်သက်တီကရှိနေတော့ပေါ့အခုခါမှာတော့ဒရာကချန်ခုံတာ စနိုက်ဂျော်လာရီနဲ့ပတ်သက်ပြီးသူမခန်းစားချက်တွေကိုခုလိုပဲချပြလာခဲ့ပါတယ်ကိုကိုသူများရဲ့ဒစိမ့်လာကတ်တာကိုဂယုမဆိုင်လို့ရတယ်ကိုကိုကို တစိမ့်ကလိုက်တာကြတော့အခုရဲ့အပြုံမှုနဲ့သက်ဆိုင်သွားပြီဥပမာချန်ခုံနာစနိုက်ကြတာတစ္ဆာဖောက်တောင်းဂရိမတီတာတွေကသူများကလောက်ခွာပေးလို့လည်းမရတလို့ကိုကိုကိုလည်းပြန်ခွာလို့မရဘူးဆိုပြီးခန်းစားချက်တွေကိုရေးသားတင်ပြလာခဲ့တာပဲဖြစ်ပါတယ်အလောင်းကတော့ဒရာကအတိတ်ကသူမခန်းစားခဲ့ရတာတွေကိုသတိရပြီးရွှေထုကိုကပ်ဖဲ့တာဖြစ်မယ်လို့ထင်ချေးပေးလာခဲ့ကြတာပဲဖြစ်ပါတယ်နောက်ပြီးဒရာရဲ့စာသားတွေကတစ္ဆာမရှိသလိုဖောက်ပြန်သူတွေအတွက်အရန်ကိုထိမိတဲ့စကလုံးတွေဖြစ်နေတာကြောင့်အနောက်ရှိသူတိုင်းကစက်နေကြပြီပဲဖြစ်ပါတယ် ဒါရလိုဖောက်ပြန်ခံရဘူးတဲ့သူတွေကလည်းဒါရရဲ့ဘက်ကနေအပြစ်ဝထောက်ခံနေကြတာပါ။တချို့ကလည်းသူမနဲ့ရွှေထူးရဲ့ဇလန်းကအချင်းချာနေပြီဖြစ်တာကြောင့်ပြန်ပြီးအဆောက်ဖော်နေလေအပေါ်ပါပဲဆိုပြီးမှတ်ချက်ပေးနေကြတာပါ။ဒါရကတော့ဖောက်ပြန်မှုကိုကျွလွန်သွားတဲ့သူတွေအတွက်တိုက်ဆိုင်မှုရှိလာတိုင်းသူတို့ရဲ့အမှားတွေတတိယအောင်လုပ်ပေးလိုက်သလိုပါပဲ။ လက်ရှိမှာတော့ဒေါက်တာဟာရွှေထူးနဲ့လမ်းခွဲပြီးတဲ့ချိန်ကလေးကနိုင်ငံသားမှနေထိုင်နေခဲ့တာပေါ့မြန်မာနိုင်ငံကိုဘယ်တော့မှပြန်လာတော့မှမဟုတ်ပဲဟိုမှလည်းရွှေထူးထက်သားတဲ့ချစ်သူလေးနဲ့လက်ထပ်တော့မှဖြစ်ပါတယ်ရွှေထူးကလည်းရွှေမုံရည်တီနဲ့ပထမဆုံးရင်သွေးလေးကိုပိုင်ဆိုင်ရတော့မှပဲဖြစ်ပါတယ်လွန်ပိုင်လည်းရွှေထူးလိုသစ္စာဖောက်ခံခဲ့ရသူဖြစ်တာကြောင့်တိုက်ဆိုင်မှုရှိလာတဲ့ချိန်တိုင်းဝေဖန်ခံနေရတော့မှလားဆိုတာတော့စဉ်းစားစရာပါပဲ ပရိသတ်တို့နဲ့ရောချန်ခုံတော်ဖူးတဲ့ရီဆောင်ရွှေထုကိုကပ်ဖဲလိုက်တဲ့ပန်ကိတ်တရာနဲ့ပတ်သက်ပြီးမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ